မင်္ဂလာနှစ်သစ်ပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရဲ့အဓိကထောက်တိုင်ဖြစ်တဲ့အောင်ဖုံးကျော်ခေါ်အစိုးရယုံလေးနဲ့လက်ပါစီများကိုစမ်းကြောင်းမြို့နယ်ဖျားပုံလန်းအတွင်းမှာချိန်ကိုင်မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းဂျိုကာအဖွဲ့ကထုတ်ပြန်ကြေညာထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ30ရက်နေ့မနက်9:05မိနစ်နဲ့မနက်17:38မိနစ်အချိန်တို့မှာချိန်ကိုက်မိုင်းများနဲ့အစိုးရယုံလေးနေထိုင်ရာစမ်းကြောင်းဖျားပုံလန်းအတွင်းမှာဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အစိုးရယုံလေးဟာအကြမ်းဖက်စစ်ကောင်စီအတွက်ရှိုးဝဲများကိုစီစဉ်ပြုလုပ်ကာ လော်ဘီလုပ်ပြီးဝါရဖြတ်စီယုံလှုပ်ဆောင်နေတဲ့အပြင်အခြားသောတရုတ်ဆောင်များနဲ့အမှုပညာရှင်များကိုအကြမ်းဖက်စစ်တပ်နဲ့ချိန်ချောက်အကြက်ကင်ပြီးတော့ခံဝန်ထိုးကိုင်းခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်အပြစ်ပေးအရေးယူတဲ့အနေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဂျိုကာအဖွဲ့ကပြောဆိုထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာယုံလေးဟာပြစ်မှတ်နေရာကနေပြီးတော့လွဲချော်လွတ်မြောက်သွားခဲ့တော့လေယုံလေးရဲ့လက်ပါးစီသူ့ရဲ့ရောက်ဖဖြစ်သူထိခိုက်ဒဏ်ရာရရှိပြီးတော့ တို့စီးတဲ့ကားများထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဘုံခွဲတိုက်ခိုက်မှုအပြီးမှာအကြမ်းမတ်စစ်တပ်ဟာယုံလင်းနဲ့သူ့ရဲ့မိသားစုကိုချက်ချင်းအကာအကွယ်ပေးပြီးတော့ပြစ်မှတ်နေရကနေကားများနဲ့ခေါ်ထုတ်သွားတယ်လို့သိရပါတယ်။အဆိုတော်ယုံလင်းဟာအမြဲလိုလိုပြည်သူတွေကိုအကာအကွယ်ယူပြီးတော့တွာလာနှုတ်ရှားလေးရှိတဲ့အတွက်တိုက်ခိုက်မှုလှုံ့ဆော်ရမှာအခက်အခဲများစွာရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။ပြည်သူထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်လို့စီစဉ်ဆောင်ရွက်ခဲ့ပါတယ်တိုက်ခိုက်မှုအတွင်းမှာပြည်မှန်အနီးနားမှာရှိတဲ့ပြည်သူတို့ထိခိုက်ပြီးတော့နေအိမ်တချို့နဲ့ ကားအချို့ပျက်စီးခဲ့တဲ့အတွက်နားလည်ခွင့်လွှတ်ပေးပါရန်အနှုံးညွန်ပန်ကြားအပ်ပါတယ်လို့ဂျိုကာအဖွဲ့ကတောင်းပန်ထားပါတယ်ဂျိုကာအဖွဲ့အနေနဲ့စစ်တပ်ဘက်တော်သားအစိုးတော်ယုံလေးကိုရေစုံမြေစုံရှာဖွေမှဖြစ်ကြောင်းပြောဆိုထားပါတယ်၎င်းနဲ့ကြံရပါအမှုပညာအမြင့်ခန်းအကြံပတ်စစ်တပ်နဲ့ပူးပေါင်းနေကြတဲ့တောက်တိုင်များကိုလည်းထိထိရောက်ရောက်ရေးယူသွားမယ်လို့ထုတ်ပြန်ထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြစ်ချေကံမအဆက်ကိုအကြံပတ်ဆက်တက်ရိတ်ခါပို့တဲ့ရင်းများဖြတ်တန်းသွားလာနိုင်ရန်စစ်တောင်းထိုးပြီးတော့မီးရှို့နေတဲ့စစ်တပ်ကိုတိုက်ခတ်ရာစစ်ကောင်စီဘက်က10ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ29ရက်နေ့မှာပခုတ်ကူမြို့နယ်မြစ်ချေကံမအဆက်ကိုအင်အား150ခန့်နဲ့စစ်တောင်းထိုးနေတဲ့အကြံပတ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့ပြီးတော့ ထိတွေ့တိုက်ပွဲ45မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ရှေ့ပြေး point ကိုတော်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးတော့စစ်သား10ယောက်လောက်တေဆုံသွားကနောက်ကနေတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်းထမှန်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားအယောက်20လောက်အပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်တိုက်ပွဲမှာတော့စစ်ခွေး10កောင်လောက်ទេပါတယ်ခွေးစစ်ចောင်းရဲ့အခြေအနေကိုတော့ကျွန်တော်တို့တွေဆက်လက်စုံစမ်းနေပါတယ်လို့ ကမ္မဒေတာတော်လိုင်းအတပ်ပေါင်းစု KRRC ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုပကဖအမှတ်1တပ်ရင်းမြိုင်ပကဖပောက်ပကဖကမ္မဒေတာတော်လိုင်းအတပ်ပေါင်းစု KRRC နဲ့ AR ဒေါက်တပ်ဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်နှစ်ဦးမစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ30ရက်နေ့မှာအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြစ်ချေမြို့နဲ့ကမ္မမြို့အဆက်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ကမ္မမြို့မှာရှိတဲ့ခြံရွာကိုမိရှို့ဖျက်ဆီးခဲ့ရာ မြို့နှမြို့အဆက်မှာရှိတဲ့ရွာပေါင်း20ကတောင်းတဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဂျုံမင်ကောင်းမြို့နယ်ဥယျာဉ်ကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို၂ရက်ဆက်တိုက်တိုက်ခတ်ရာစစ်ကောင်စီဘက်က12ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ29ရက်နေ့ညနေ4နာရီခွဲအချိန်ကမှာ ဥယျာဉ်ကြီးကျေးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အင်အား40ခန်းရှိတယ်။အကြမ်းမဲ့စစ်သားနဲ့ပြူစောထီးများကိုတော်လိုင်းတပ်ဖွဲ့များက60မမ40မမလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာတန်တားကြီးကကြာမြင့်ခဲ့ပြီးတော့စစ်ကောင်းစီတပ်သား5ဦးသေဆုံးကအကြမ်းမဲ့စစ်တပ်စစ်ကြောင်းဟာဥယျာဉ်ကြီးကျေးရွာဖုံကြီးကျောင်းကိုပြန်လည်တပ်ဆုပ်သွားတယ်လို့သိရပါတယ်။ဒီဇင်ဘာလ30ရက်နေ့မနက်9:00ခန်းမှာလေအဲ့ဒီအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့များက ထမှန်သွားရောက်တက်ခတ်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲတန်တားကြီးဖြစ်ပွားကအကြမ်းစစ်ကောင်စီတပ်သား6ဦးထမှန်သေဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲမှာအကြမ်းစစ်သားနဲ့ပြူစောထီစုစုပေါင်း7ဦးသေဆုံးပြီးဒီသမားလား30ရက်နေ့ညနေ4နာရီခန့်မှာနာရီကာ3စီးနဲ့လာရောက်ပြီးတော့တဲဆောင်သွားတယ်လို့သိရပါဗျ။စစ်ခွေးတွေကအခုထပ်ပြီးတော့ကုန်းရွာဘက်ကနေတက်နေလို့တိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်လာနိုင်ပါတယ်။ရိုးမအဆက်ကပြည်သူတွေသတိနဲ့နေကြပါစစ်ခွေးတွေအထိနာနေတော့ပြည်သူကိုမဲပြီးတော့ဒုက္ခပေးနိုင်လို့ မပေါ်စားဖို့သတိပေးကြပါတယ်လို့တာယာဝတီခရိုင်တရင်363နှစ်တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကဆက်လက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်စစ်ကောင်စီတပ်သားများနဲ့အနီးကပ်နေထိုင်သွားလာခြင်းမျိုးမပြုလုပ်ကြရန်တော်လိုင်းတပ်ဖွဲ့များကမြစ်တာရက်ခံထားပါတယ်၎င်းတိုက်ခိုက်မှုကိုတာယာဝတီခရိုင်တရင်363နှစ်တက်ခွဲတက်ရိုးမ GBK PDF တရင်363နှစ်တက်ခွဲတက် Dragon Brothers GBK PDF နဲ့ဘကိုးရိုးမအခြေပြု BTZM GBK PDF တာယာဝတီခိုင်ပကဖအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းကလေးမျိုးမျိုးမဈေးကိုအချမ်းပတ်စစ်တပ်ကဝင်းရောက်စီးနှင်းပြီးတော့ဈေးတယ်ရီဈေးကနေပြီးတော့အသားငါးများကိုတနက်ထောက်ချိမ့်ချောက်ပြီးတော့ယူဆောင်သွားကခလိုက်ရ89တိုင်ရင်ထဲမှာနှစ်တက်ကူပျော်ပွဲရွှင်ပွဲကျင်းပနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ီဇင်ဘာလ31ရက်နေ့မနက်9:00နာရီခန့်မှာကလေးမျိုးမြို့မဈေးတဲကိုအကြမ်းဖက်ဆက်တက်ကဝင်ရောက်စီးနှင်းပြီးတော့အသားမျိုးစုံရောင်းချနေတဲ့ဈေးတဲ့ပြည်သူတွေစီကနေပြီးတော့တနတ်ထောက်ချင်းချောက်ပြီးဝတ်သားကြက်သားငားနဲ့အမဲသားများကိုအတရားဓမ္မယူဆောင်သွားတယ်လို့သိရပါဗျ။ဒါအပြင်ကလေးမျိုးမဈေးအနီးမှာရှိတဲ့နေအိမ်တအိမ်ကပြည်သူပိုင်းဝတ်တကောင်ကိုလည်းအတရားဓမ္မယူဆောင်သွားတယ်လို့သိရပါဗျ။အခုလိုယူဆောင်သွားပြီးတဲ့နောက်အကြမ်းမဲ့စစ်ကောင်စီတပ်သားတွေဟာခလာရ86တိုင်ရင်ထဲမှာနှစ်တက်ကူပြောပွဲရှင်ပွဲပြုလုပ်နေတယ်လို့သိရပါဗျ။ 31ရက်နေ့မနက်9နာရီလောက်ကကလေးမျိုးမြို့မှာဈေးတဲကအသားမျိုးစုံရောင်းချနေတဲ့ဈေးတဲ့ပြည်သူတွေစီကနေပြီးတော့မြို့မှာရဲစခန်းကစစ်ခွေးရဲခွေးနဲ့ပြူခွေးတွေဈေးတဲကိုဝင်လာပြီးတော့ပစ္စည်းတွေကိုလုယူသွားတယ်31ရက်နေ့ညနေပိုင်းမှာကလေးမျိုး89တက်ရင်ဓာကဆရဲမှာနှစ်တကူပျော်ဝဲရှင်ပွဲတွေလုပ်နေပါတယ်ပြူခွေးတွေကသူတို့ရဲ့မျက်နာကိုမမြင်ရအောင်လို့မျက်နာမှာခေါင်းစွတ်တွေကိုဝတ်ထားတယ်ပြည်သူပိုင်ပစ္စည်းတွေနဲ့နှစ်တကူမှာတခိုးသမားတွေလိုမျိုးခိုးယူပြီးတော့ပျော်ဝဲရှင်ပွဲလုပ်တာအဆက်ကိုမရှိကြဘူး တကယ်ကိုအောက်တန်းစားတွေလို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက် တောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွာလူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ကျေးရွာရှစ်ရွာကထောင်နဲ့ချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ24ရက်နေ့ကစတင်ပြီးတော့ကြောင်နေမော်ဒေသမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေကအနီးနားမှာရှိတဲ့ကျေးရွာများကို ဇက်တိုက်စစ်ကြောင်းထိုးမိရှုံနေခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်မိရှုံဖျက်ဆီးမှုကြောင့်ဇလွတ်ရွာကြောင်နီမော်ရွာကြောက်ဝက်ပြင်ရွာအောက်ကျက်ဝက်ရွာကြက်လွတ်ရွာညောင်မြင်းရွာကြောက်မတ်တက်ရွာနဲ့ထောက်တဲ့ကြေးရွာကပြည်သူ3000ကျော်ဟာဘေးလွတ်ရွာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒီသမလာ24ရက်နေ့ကစပြီးတော့နှစ်ဖက်တိုက်ပွဲတွေစဖြစ်တာနှစ်ဖက်တိုက်ပွဲစဖြစ်ပြီးတော့ဒီကနေ့အထိကိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးနေတာပေါ့ အခုကတော့ကြက်လွတ်ရွာကိုရောက်နေတယ်လို့ကြားတယ်လက်ရှိမှာတော့စစ်ကြောင်းကတဆွဲထားတယ်လို့တော့ပြောလို့မရသေးဘူးသူတို့ကတရက်ပြီးတရက်ဒီရွာပြင်းဟိုရွာကိုတွားနေတာဆိုတော့လောလောဆယ်တိထားရတဲ့အခြေအနေကတော့ကြက်လွတ်ရွာကိုရောက်နေပြီလို့သိရပါတယ်လို့ပြောဆိုထားပါတယ်သူတို့စစ်ကူဝင်တဲ့အင်အားကတရာကျော်လောက်ရှိပါတယ်စစ်ကောင်စီဘက်ကနေပြီးတော့ဒီလိုမျိုးပြည်သူတွေအပေါ်မှာမတရားတပ်ဖြတ်စစ်ကြောင်းထိုးတာဖမ်းဆီးပြီးတော့တပ်ဖြတ်တာလူသားတိုင်းပုံစံမျိုးနဲ့ဖမ်းဆီးခေါ်ဆောင်သွားတာလူနေအိမ်တွေကိုမိရှုဖြတ်စည်းတာပြည်စည်းတွေကိုခိုးယူသွားတာဒါမျိုးတွေလုပ်နေတာတွေက နိုင်ငံတကာစစ်ရာဇဝတ်မှုကိုကျူးလွန်နေတာဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီဘက်ကနေပြီးတော့ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေကိုရပ်တန်းကနေရပ်တင်တယ်လို့မှတ်ချက်ပေးကြပါတယ်လို့ DDMSC လူမှုကွန်ရက် Sub Committee ကတာဝန်ရှိသူတဦးကပြောကြားထားပါတယ်လက်ရှိအချိန်မှာစစ်ပေးဆောင်ပြည်သူ3000ကျော်ဟာစားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျက်ရှိတယ်လို့သိရပါတယ်ဒါအပြင်ပဲခူးတိုင်းအုပ်ဖို့မျိုးနဲ့အုပ်ဖို့တာဆုံးပန်းတင်အုပ်စုတင်တော်ရိုးရွာအနီးမှာစစ်ဖို့စီယုံရေးမှုတာဖာ2ဦးကိုစစ်ကောင်စီတပ်သားတွေကပြစ်ခတ်ခဲ့ရာ နှစ်ဦးစလုံးဒဏ်ရာရရှိပြီးတော့ဖခင်ဖြစ်သူကတော့6တောက်ဖြတ်ရတဲ့အထိဒဏ်ရာအခြေအနေပြင်းထန်တယ်လို့ဒေသနေပြည်သူများကပြောကြားထားပါတယ်ဒီဇင်ဘာလ28ရက်နေ့ည9နာရီခန့်မှာအုပ်ဖုံမြို့နယ်မိုးညိုတန်းရပ်ကွက်မှာနေထိုင်တဲ့ဒဇင်အလပြင်ဆိုင်ပိုင်ရှင်ကျန့်ဖို့ပါတီဝင်ကြော်တန်းနဲ့တားဖြစ်သူကျန့်ဖို့ပါတီစီယုံရေးမှုစီသူကျော်တို့ကကားမောင်းတင်နေတဲ့အချိန်တင်တော်ရိုးရွာအနည်းအယောက်မှာ စစ်ဗိုလ်တအုပ်အပါဝင်စစ်သား၄ဦးကကားကိုတားဆီးပြီးတော့ရက်ခိုင်းတဲ့အခါမှာဗရိတ်မမိတဲ့အတွက်ရက်တက်လို့မရတဲ့အတွက်ကြောင့်ဝိုင်းဝန်းပြီးတော့ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းပြစ်ခတ်မှုအတွင်းမှာစီတူကျော်ဟာနရွက်ကြည်စံထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့သူ့အဖေကျော်တန်းကတော့ခြေထောက်ကိုကြည်စံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကြည်စံထိမှန်ဒဏ်ရာရရှိခဲ့တဲ့ကျော်တန်းကိုရန်ကုန်စေယုံကြီးကိုပို့ဆောင်ကူတက်ထားပြီးတော့ဒဏ်ရာပြင်းထန်တဲ့အတွက်ကြောင့် 6တော့ဖြတ်ရမယ်အခြေအနေရှိတယ်လို့ကြားသိရပါတယ်။စီသူကျော်ကစက်ဖို့စီယုံရေးမှုတားဖာနေအောင်စလုံးကစက်ဖို့ပါတီဝင်တွေမြို့နယ်မှာစစ်တပ်ထောက်တိုင်တွေမူရစေဝါတွေလည်းရောင်းတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာသူတို့ကစီဝါရေးတွေထိုးတက်သွားတာ။တားကရန်ကုန်မှာပြောင်းနေတယ်။သူ့အဖေအတွက်ကားအသစ်တစ်စီးဝယ်ပေးတာ။အဲ့ဒီကားကိုအမောင်းတင်နေရင်းနဲ့ပြစ်ခံရတာ။မျိုးဘကလူတွေတော်တော်များများကတော့အဲ့ဒီလိုဖြစ်သွားတော့ဝမ်းသာနေကြတယ်လို့ဒေတာနေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရောဒေတာစောမြို့နယ်မှာမင်းတပ်မျိုးခလာရ2ခွန်လေးတိုင်ရင်ကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးကိုအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလာ30ရန်နေကစောမြို့နယ်ကြောက်ထုမြို့အမြောက်တပ်အနီးမှာချင်းပြည်နယ်မင်းတပ်မြို့ခလိုက်ရနှစ်ခွန်လေးတရင်ကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဖြစ်တဲ့ဇော်မျိုးထွတ်ကျော်လက်နဲ့လှခိုင်တို့ကိုလက်နက်မပါဘဲနဲ့ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်လက်နက်တွေမပါဘူးဖြွားထားခဲ့တယ်လို့တော့ပြောတယ်လက်ရှိတော့ဘူဟာထဲမှာပဲထိမ့်သိမ်းထားပါတယ်သူတို့ကိုဘလို့တွေဆက်ပြီးတော့လှုပ်ဆောင်မလဲဆိုတာခရိုင်ကိုတင်ပြထားပါတယ်ညွန်ကြားချက်အတိုင်းဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာပါ ပြည်သူတွေအနေနဲ့စည်ရေးသတိရှိဖို့ပြောချင်ပါတယ်စစ်ကောင်စီတပ်သားတွေအနေနဲ့လည်းပြည်သူရင်းဝယ်မှာအမြန်လုံးခိုလုံကြဖို့တိုက်တွန်းချင်ပါတယ်လို့ဗျူဟာအမှတ်87ရောဗျူဟာကတာဝန်ရှိသူတို့ကပြောကြားထားပါတယ် ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်သား၃ဦးကိုစစ်တုံးမှန်းဥတွေနဲ့အညီထိန်းသိမ်းထားပြီးလိုအပ်တဲ့တကူရည်အသုံးဆောင်ပစ္စည်းများကိုလည်းဖြည့်ဆည်းပေးထားကလိုအပ်တဲ့ကျန်းမာရေးအတွက်စေဝါကူတမှုများကိုလည်းပေးထားတယ်လို့သိရပါတယ်။ရောဒေတာအတွင်မှာစစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့ပြည်သူရင်ခွင်ကိုခိုးလုံလိုပါကဗျူဟာ၈၁ရောဗျူဟာထမ်းဆက်သွယ်ပြီးတော့လက်နက်အပြည့်အစုံနဲ့ပြည်သူရင်ခွင်ကိုခိုးလုံလာမယ်ဆိုရင် ထိုက်တန်စွာဂုံပြုစုချင်းမြေငွေတွေပါပေးအပ်သွားမှာဖြစ်တယ်လို့အသိပေးထားပါရယ်ဒါအပြင် မကွေးတိုင်းပေါ့မြို့နယ်ရေးပြရဲစခန်းကရဲတပ်သားတအူးဟာလက်နက်တက်လက်ယူဆောင်လာပြီးတော့အလင်းဝင်ရဲကြောင်း Yan Revolution Front အဖွဲ့ကတာဝန်ရှိသူတအူးကပြောကြားထားပါရယ်ဒီဇင်ဘာလ31ရက်နေ့မနက်ပိုင်းမှာပေါ့မြို့နယ်ရေးပြရဲစခန်းကလက်နက်ကန်ရဲတပ်သားတအူးဟာ G3 အမျိုးအစားတက်နက်တက်လက်နဲ့အတူ G3G 82တောင်းတို့ကိုယူဆောင်လာပြီးတော့ပေါ့တောင်ပိုင်း YRF ပကဖဘုံနာပေါက်တပ်ဖွဲ့ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီ CDM ပြုတ်လုလာတဲ့ရဲတပ်သားရဲ့မိခင်ဖြစ်သူကိုလည်းတော်လိုက်တပ်ဖွဲ့များကကဲထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့ CDM ပြုတ်လုချင်းနဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့ပေါက်တောင်ပိုင်း YRF ထံကိုဆက်သွယ်နိုင်ကြောင်း Young Revolution Front အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းတင်ပြရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။